ဘေးကျင်းကရောင်းနေတဲ့အနေအထားမှာပစ္စည်းလဲတူတယ်အရေးသွေးလဲတူတယ်အကိုဆိုလို့ရှိရင်ရောပရားဝင်မလဲတဲ့ဒီကွမန့်လေးရဲ့အောက်မှာတိကျတဲ့လူတွေလည်းများတယ်ပေါ့နော်ဝိုင်းပြီးတော့မေးထားတာလေးတွေတွေ့ရတယ်အဲ့တော့အကိုဖြေးပါမယ်တကယ်တော့အဲ့ဒါနဲ့ပတ်သက်ပြီးတော့အကိုတင်ထားတဲ့ဗီဒီယိုလည်းရှိတယ်မပြိုင်ပဲနိုင်တဲ့နီးဆိုပြီးတော့အကိုတင်ထားပေးတဲ့ဗီဒီယိုရှိတယ်အာညီလေးတယောက်ကိုအကိုဖြေးပြီးတော့တင်ပေးထားတာပေါ့နော်အဲ့ဒီမှာသွားကြည့်လို့လည်းရတယ်ဒါပေမဲ့အခုလည်းအကိုပြောပြပေးမယ်အကိုတို့ကပစ္စည်းချင်းတူလို့ရတယ်ကွာ quality ချင်းလည်းတူလို့ရတယ်ဈေးနှုန်းချင်းလည်းကြိုက်တဲ့လောက်တူလို့ရတယ်ဒါပေမဲ့တူလို့မရတဲ့ point တွေရှိတယ် ဘာတွေပဲတူနေတူနေကိုတို့ customer relation ဆိုရယ် customer ပေါ်သစ္စာစောင့်တည်မှုနဲ့ customer service ဆိုရယ် customer ကိုဝန်ဆောင်မှုပေးတာဒီဥစ္စာတွေကဒီဒီမှာစဖန်တည်ပြီးတော့မလက်ပြန်ဖြစ်သွားတဲ့ကိစ္စတွေပေါ့အဲ့လိုမျိုးပစ္စည်းတူ quality တူကိုဈေးလျှော့ပြီးတော့လာရောင်းတဲ့ကောင်တွေလူတွေကကြိုပြီးတော့ကာကွယ်ရတယ်ကြိုကာကွယ်ဖို့အတွက် customer relation customer နဲ့ကိုယ်နဲ့ကြားမှာသစ္စာစောင့်တည်မှုတစ်ခုကိုတည်ဆောက်ရပါတယ်နောက်တစ်ခုကကိုယ်ဆိုင်ရဲ့ branding ကိုယ့်ရဲ့ branding ကိုတည်ဆောက်ရတယ် branding ဆိုတာကိုယ့်ရဲ့နာမည်တခုဒီဆိုင်ကဒီလူကလုံးဝငါ့ကိုဂျင်းမထည့်ဘူးဆိုတဲ့ branding ကိုတိဆောက်ဖို့လိုပါတယ်ဥပမာအနေနဲ့ညီလေးကိုရှင်းအောင်ပြောပြရမယ်ဆိုလို့ရှိရင်အကိုတို့ကအကိုတို့တငယ်ချင်းနဲ့သွားပြီးလဲကြတယ်ညာဘက်လဲကြတယ်ဟုတ်ကဲ့ညာဘက်လဲပြီးတော့အိမ်ပြန်ကြပြီပြန်လဲပြန်ရောကိုယ့်ရဲ့တငယ်ချင်းမိန်းကလေးကိုကားငှားပြီးတော့အိမ်ပြန်ပို့ကြတယ်အဲ့ဒီခါကျလို့ရှိရင်ကိုတကယ်ယုံကြည်စိတ်ချရတဲ့ကားဆရာကို2000ပေးပြီးတော့ငှားမလားလမ်းမှာတွေ့တဲ့ကားကိုလက်တားပြီးတော့1000နဲ့ငှားပြီးတော့မင်းပို့လိုက်မလားပစ္စည်းတူ quality တူပဲကားပစ္စည်းပြန်ရမှာပဲအချိန်တန်ရင်ဒီလမ်းကပြန်ပြီးတော့ဒီအိမ်ကိုပဲရောက်မှာ ဒါပေမဲ့ယုံကြည်စိတ်ချမှုဆိုတဲ့ loyalty ကိုတော့လဲလို့မရပတ်စံတတောင်းဘူးဒီလိုပဲအကိုတို့က customer နဲ့ကြားမှာယုံကြည်စိတ်ချမှုတွေတိစားဖို့လိုတယ်ပစ္စည်းကဘယ်လောက်ပဲတူတူ quality ကဘယ်လောက်ပဲတူတူမတူတာလည်းရှိတယ်အငဲတန်းပြောင်းလဲနေတဲ့ဟာလေးရှိတယ်ဥပမာ expiry date တွေရှိတယ်တို့ကထည့်ပြီးပြောလို့ရတယ်ကွာဒီပစ္စည်းကဟုတ်တယ်ဈေးနှုန်းတူပေမဲ့ကျွန်တော်တို့ပစ္စည်းကနောက်ဝင်တဲ့ပစ္စည်းတခြားပစ္စည်းတွေကဈေးနှုန်းတူနေပေမဲ့ customer ကိုဂျင်းထည့်တာဖြစ်နိုင်တယ်ကိုယ်အရင်ကပစ္စည်းလက်ကျန်နေတယ်ဖြစ်ကောင်းဖြစ်နိုင်တယ် အဲ့တော့ကိုယ်ဆိုင်ရတာ customer ကိုဒါမျိုးမလုပ်ဘူးဆိုတဲ့အတွေးကို customer တွေခေါင်းထဲကိုအငြင်းနဲ့ကိုယ်ကရိုက်ထည့်ထားနိုင်မယ်ဆိုလို့ရှိရင်ဈေးနှုန်းနည်းနည်းပါးกว่าတာလုံးဝပြဿနာမရှိပါဘူး customer ဘက်ကလည်းလုံးဝကြည့်မှာမဟုတ်ပါဘူးအဲ့တော့အခုပြောသလိုပဲတစ်ရက်နှစ်ရက်နဲ့မရပါဘူးအဲ့ဒါကိုအချိန်ပေးပြီးတော့တိစောက်ထားလို့ရှိရင်ကိုယ်ဆိုင်ရဲ့ဘေးနားမှာဘလို့ပဲဈေးလာပြီးရှော့ရောက်တော့ကိုယ်ကမင်းမပြတ်ပါဘူးအခုတန်တန်းမှာဆိုလို့ရှိရင်အငြင်းတင်ပြီးတယ်ဖောက်တဲ့အစ်စ်တွေကိုအတင်းမရှာခြင်းနဲ့ကိုယ့်ရဲ့ဖောက်တဲ့အဟောင်းကိုထိမ့်သိမ့်မှုလို့ ထောက်တဲ့အစ်စ်ကိုရှာလို့ရှိရင်ကိုတို့သုံးရတဲ့ marketing budget ထက်ထောက်တဲ့အဟောင်းကိုထိမ့်သိမ်းတဲ့ခါမှာသုံးရတဲ့ marketing budget ကအများကြီးတက်တာလေအဲ့တော့ချိန်ညှိပြီးသုံးမှုလိုပါလေအစ်စ်ကိုလုံးဝမရှာနိုင်မဟုတ်ဘူးရှာရမယ်အဟောင်းကိုလည်းထိမ့်သိမ်းရမယ်အကျိုးရှိမယ်လို့ယုံကြည်ပါတယ်အခုတို့နောက်ဗီဒီယိုလေးမှာပြန်တွေ့ပါ